ဖြစ်နိုင်ရဲ့နောက်လာတွေမှာပဲပွဲပြန်ထိုးခြင်းတဲ့အကြောင်းကိုပြောဆိုလိုက်တဲ့ကျိုရှူအာပန် အားလုံးပဲမင်္ဂလာပါ Monster Energy Channel ကနေအားလုံးကို ပြန်လဲကျိုဆိုလိုက်ပါတယ်ချင်းလူငယ်ဖိုင်တာကျိုရှူအာပန်ကတော့ပြီးခဲ့တဲ့အပတ်ကပဲ USC 313မှာဂျပန်ဖိုင်တာဆူရီယာနဲ့ထိုးတက်ခဲ့တာဖြစ်ပြီးတော့အမှတ်ဖြစ်အနိုင်ရထားတာဖြစ်ပါတယ်ဘာဟာပွဲထိုးပြီးတပတ်လောက်ကြာမှာပဲနောက်လာမှာပွဲသက်ထိုးခြင်းတဲ့အကြောင်းကိုသူ့ရဲ့မန်နေဂျာဖြစ်သူစီ ုံဆက်ပြီးပြောဆိုထားပြီးပြီပဲဖြစ်ပါတယ်။ဘန်ဟာဒီမနေ့မှာပဲသွေးပူလက်ကြီးကန်းတွေစပြီးလောက်ဆောင်နေပြီဖြစ်လို့ဂျေမာလည်းလက်ကြီးကန်းတွေပြန်စနေပါပြီ။ဒီဂျေမာတော့ဘန်ဟာထိုက်ဆုံးဆယ်ယောက်စီးဝင် ဖိုက်တာတွေနဲ့ပဲဖိုးဖွေးရဖို့မျှော်လင့်ထားပါတယ်ဆိုပြီးပြောဆိုထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းခုက မနေ့ကပဲဒိုင်းပြေပြောင်းလဲတွင်တဲ့သူဂျိုရှုအာဗန်က USC ရဲ့ flyweight တန်းမှာရက်ကီ64နေရာကိုတက်လှမ်းလာတာဖြစ်ပါတယ်။ ဂျိုရှူအာဗန်ကကိုဒီတာဒန်ကိုနိုင်ရပြီး USC Flyway ဂန်ဂေးစီ15နေရာကိုတက်လာခဲ့ပေမဲ့ရာမန်တန်တီမီရော့ကချာဂျွန်စင်ကိုနိုင်ပြီးအဆင့်13နေရာကိုရောက်လာတော့ဂျိုရှူအာဗန်တယောက်ရန်ကီကနေပြန်ပြောက်ခဲရပါတယ်။ဒါပေမဲ့ဘန်ဟာပြီးခဲ့တဲ့ USC 313မှာရန်တဆူရာကိုနိုင်ရပြီးတိုက်မကြခင်မှာပဲရန်ကီစီ15နေရာကိုပြန်လည်ဝင်ရောက်လာခဲ့တာပါ။ဂျိုရှူအာဗန်စီ15နေရာကိုပြန်ရောက်လာတော့ ငကို65ကခြားကျွန်စင်ကအစိစ4နေရာ တက်တော်ပြီးအစိစ4နေရာကဂိုင်းအစာကူကာကရန်ကီကနေပြောက်တော့ခဲပါတယ်ဒီနေ့ရန်ကီအတိုင်းမှာတော့ဂျိုရှုအဘန်ကအစိစ4နေရာကိုတက်တော်ခဲပါပြီ1 to 90အပြောင်းလဲမရှိပေမဲ့အစိစ10နေရာကတင်အီလီယော့ကအစိစ7နေရာ ရောက်တော်ပြီးအစိစ7နေရာကတိုင်ကာဦးလန်ဘက်ကောက်ကအစိစ10နေရာရောက်တော်ခဲပါတယ်ပြီးတော့အစိစ4နေရာကချားကျွန်စင်က ဘန်ဂီကနေပြန်ပြုတ်တော်ပြီးဂျိုရှူအာဘန်ကအဆစ်ဆက်လေးနဲ့ဂျပန်ဖိုက်တာကိုင်အာဆာကူရာကအဆစ်ဆက်၅နေရာကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။လာမယ့်ပတ်မှာလည်း Flyweight Rankin Win Fighter တွေပါတဲ့ USC Fight Night Boy လာတော့မှဆိုတော့နောက်ထပ် Rankin ပြောင်းလဲတွင်ဘလို့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြဖို့မြတ်တာရက်ခံလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။